အင်းနေရလူတွေကိုဟိုသဘောကျခဲ့ကြတယ်လေဟိုတချင်းထဲမှာတော့မတမှုရှိလို့တပည့်လူအင်းလေးတပါညာဆိုတဲ့ဥစ္စာစာသားကြီးတောင်ရှိတဲ့ခါကျတော့တရားဆရာများတယ်လူကျင်စိတ်ရှိတယ်ပြင်းကျင်စိတ်ရှိတယ်ဆိုတော့အင်းလေးတို့အင်းလေးသား မှန်တယ်ဒါပေမဲ့လက်ရှိချိန်မှာကျတော့သူ့ကိုမကယ်နိုင်ကိုယ့်သူမကယ်နိုင်ဖြစ်နေတဲ့ကာလဆိုတော့အဲ့လူတွေကဒီလူတွေလာပေးကြပြန်ရင်လည်းသူတို့မရှိတဲ့ကြားကနေယူလာတဲ့အခြေအနေဖြစ်နေမှာအဲ့တော့အဲ့ဒီဟာလေးကိုခဏဖယ်ခွာပြီးတော့ခုနတတ်နိုင်သမျှဇေယိတ်ကျောင်းအောင်ပြင်ပြန်လေးထူထောင်ရေးကိုဝိုင်းဝန်းပြီးတော့လောအားကူစေခြင်းနဲ့ လာကူတဲ့သူတွေကလည်းကိုရှိတဲ့သမီးလေးနဲ့ကိုသမီးကြိုက်လေးတွေနဲ့လာကြလာကြပြီးတော့ဒီမှာကျွန်တော်တို့ဒီပတ်ဝန်းကျင်ကလှူဒါန်းကိုပတ်မိုးတဲ့ငွေတွေနဲ့ဒီအင်ရှင်တွေကနေပြီးတော့ပစ္စည်းဖြစ်เสียဝဲအဲ့လိုဆိုလောအကူနဲ့ပစ္စည်းကူနဲ့ဆိုတော့ကျပြင်းပြင်းစံစံနဲ့အိမ်တလုံးပြီးသွားမယ်ဟုတ်ကဲ့ကျမတို့ရွာရဲ့ရင်မြုပ်တဲ့ပျက်စီးတဲ့အပျက်စီးလေးတွေကိုပြချင်လို့ပါရှင့် ဟုတ်ကဲ့ဟုတ်ကဲ့ရေပျက်စီးသွားတော့ဒီဒီခုဝါးတွေပါတည်ကုန်တာပေါ့နော်ဟုတ်တယ်ရှင်ရေရအဲ့ဒီတုန်းကလူဒီလိုတရားလောမြုပ်တဲ့အခါကျတော့ဝါးတွေကအကြီးဆိုအကုန်လုံးတည်ကုန်အသေးလေးတွေတော့ကြန့်ခဲရှင်အကြီးဝါးကြီးယုံလေးဆိုအကုန်ရေမြောင်ရင်အကုန်တည်သွားရှင်တစ်ပင်အသေးလေးလည်းအကုန်တည်သွားတူတူအကြီးလေးပဲကြန့်ဟုတ်အိမ်နဲ့တန်းနဲ့ဆိုအရင်တုန်းကတစ်ပင်လေးနဲ့အပြေပဲဘာမှမမြင်ရဘူးဒီလမ်းလေးဆိုရေမြောင်လိုက်ပြီးခါကြမှာ ဒီလမ်းလေးကလူသွားလူလာကာသွားကာလာလေအခုမြင်လို့ရတပင်းနေပြုံတည်သွားရှင်။ဝါပင်းတွေလည်းကုန်သွားရှင်။ဝါလည်းဝဲလူဝဲဖို့လည်းမရှိဘူးပေါ့။ပစံရှိတော့မှဝဲလို့မရတဲ့ဝါရည်ရှင်။အခါကျတော့သူများလှထုတဲ့ဝါတွေနဲ့ပဲအကိုနေရဟိုအဝေးမှသွားဝဲမယ်ဆိုခါကျတော့လေကားခါလေးလည်းတအားစီကြီးဟလား။ဟိုအရှိဖက်တောင်းပေါ့မြို့မှာတော့ဝဲလို့ရတယ်ရှင်။ဒါပေမဲ့ကားခါတော့တအားစီကြီးရှင်။ပြန်လေထူထောင်ရဲ့အတွက်ကျမတို့ရွာရတော့တောင်ချိုးကြတဲ့ရွာဆိုခါကျတော့အထူးရှင်းနေလည်းတိတ်မရောက်ဘူးပေါ့။သူများတွေဟို ကြောက်ကူအင်တော့ဖဲလက်တဲ့ဝါငါးရပဲရှိသေးရဲ့ရှင်ဝါငါးရဒီအိမ်ရှိနေမြတ်ပေးပေါ့ပြင်ရမယ့်အိမ်တွေနဲ့ကျမတို့အိမ်တော့စိတ်လုံးရတဲ့ရှင်ကျမတို့ပြုတ်လေသွားလုံးလုံးပြုတ်လေသွားတော့ခုနှစ်အိမ်ရှိသေးရှင်တစ်အိမ်လေးတစ်အိမ်နဲ့ကျမတို့ဝါအိမ်လေး၆အိမ်ခုနှစ်အိမ်ရှိသေးရှင်ရိတ်သွားတော့အများကြီးတချို့ကလည်းအိမ်တော့ထောင်းနေတယ်လူနေလို့မရတော့ဘူးတိမ်ရှိသေးလေပြတ်ပြီးလေအားလုံးပေါင်းတော့20ကျော်28အိမ်လောက်ရှိရဲ့ရှင်တတဟိုထွက်ရတော့ပဲပြန်ရရထွက်ရဆိုရင်ဒီမှာကျွန်တော်ဟိုခြုံသေးလေးနီနီဝင်သွားရှိတယ်ဗျာ တို့ဒီလုံးဝအောက်ထဲကျုံသွားဟုတ်ကဲ့ဗျာအော်တထားဆိုအော်ထဲကိုထွန်တာကြာအဖို့တတတန်နေနေပဲပြန်ရလေဗျာလူလူတွေပါတယ်ရောထိခိုက်လူတွေပဲမထိခိုက်တော့မချိဘူးဗျာဩကိုကြီးကမိသားစုဘယ်နှယောက်နေရော၄ယောက်ဗျာ၅ယောက်ဗျာဟုတ်ကဲ့ဗျာခုမိသားစုကခုပြန်มาနေじゃဟိုရောခမိုင်းมาပဲနေတယ်ဗျာဒီဟိုပြန်ဆောင်ရင်လည်းခုကျွန်တော်လူနေတာငွေကအတီကလူနေတယ်လို့ဟိုအာပြန်ဆောင်ဖို့လေဟိုငွေကြီးကခက်ခဲကြီးကိုခုလိုလိုဆက်ဆက်လို့ပြန်မဆောင်နိုင်ဘူးဖြစ်နေတယ်ဗျာ နော်နော်ပုံမှန်ဆိုလို့ရှိရင်အဲ့ဒါဆိုရင်တော့အကုန်55လောက်တော့ရဟုတ်တယ်ဟုတ်တယ်အဆင်ပြေတယ်ဗျာနော်အဲ့လောက်ဆိုဟုတ်တယ်ဗျာနော်အခုစီမှာရှိတဲ့ပတ်စံနဲ့ကျွန်တော်တို့က35လောက်ပေးမယ်ဆိုရင်အဆင်ပြေတယ်ဗျာဟုတ်တယ်ဗျာအဆင်ပြေတယ်ဗျာအဆင်ပြေကိုလုံးလိုက်ပါလားအဲ့လိုလေးပဲဟုတ်ရဲ့ရတယ်ဗျာနော်ဘာလို့လဲဆိုတော့မိုးကျလို့ကိုတို့ဒီတိုင်းရေရှည်ကြတော့မလွယ်တော့ဘူးလေဟုတ်ကဲ့ဗျာဟုတ်ကဲ့ဗျာဟုတ်ကဲ့ဗျာကိုလိုအရင်ကြီးတော့ပြီးသွားမှကိုလိုပြန်လဲထူထောင်ပြီးကိုစီဝိုင်းနဲ့ပြန်ပြတ်တဲ့အချိန်မှာပြန်ပြီးနောက်တစ်ခုထပ်ပြီးတော့စီစဉ်ပေါ့ဟုတ်ကဲ့နော် အခုတော့ဘလို့မှစိတ်ကသဘောမထားနဲ့တက်သားတက်ထက်အင်းလေးကိုပဲဟိုမိသားစုဒီတရားဒီစားလွန်ဆုံး200ရာသီ300ရာသီတော့နေလို့ရပါတယ်ဟုတ်ပါရဲ့အနည်းငယ်ရတယ်ခဏတော့ရည်တည်မှုတော့ကိုတင်းတင်းထန်ပြီးတော့အစဉ်ပြေလိုက်ပြီးတော့မှမိသားစုစီပွားရေးကိုယ့်ရဲ့ရွေးချယ်နဲ့ပြန်တက်မှာပေါ့ဟုတ်ကဲ့နော်ဟုတ်ကဲ့ကိုအောင်မြင်တယ်မန္တလေးတိုင်းပေါ့ဟုတ်ကဲ့ဗျာကျမ်းမပါစီဗျာဟုတ် မားရောင်နေလှူပေးတာပါဝင်းနေလှူပါဟုတ်ကဲ့ဗျာဟုတ်ကဲ့ဝင်းနေကတုံဝင်းနေတုံဝင်းနေတော်လိုက်ဆိုရင်လှူရဲပေါ့နော်အားဆိုကျွန်တော်အားလှူပေးကြမှာဟုတ်ကဲ့ဗျာကျေးဇူးတင်ပါတယ်ဗျာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဗျာဟုတ်ကဲ့ကျေးဇူးတင်ဟုတ်ကဲ့ပြောပါမယ်ကိုကျွန်တော်တို့ကဟိုအကိုတို့တကယ်လို့တကယ်လိုအပ်နေတဲ့လူစီကိုကျွန်တော်တို့ကကျွန်တော်တို့လည်းနိုင်တဲ့အားလေးနဲ့ကျွန်တော်မိတ်ဆွေတွေစုထားတဲ့ငွေလေးနဲ့လာပြီးပြောင်းပို့တဲ့သဘောပါပဲအဲ့တော့အကိုဘယ်နည်းဆောက်ဆောက်ဖို့ပြင်ဆင်မလဲနောက်လက်သမားရှာဖို့လေအကိုစီစဉ်တော့လေဟုတ်ငွေကိုကျွန်တော်ဆံမလက်ထဲမှာအပ်ခဲ့မယ် လိုအပ်တာကိုပစ္စည်းဝယ်ပြီဆိုလို့ရှိရင်ဆယ်ဘာစီကထုတ်နော်လိုအပ်တဲ့ဝါပါညာကိုလည်းကျွန်တော်တတ်နိုင်တဲ့လောက်အကုန်လိုက်ပြီးတော့လုပ်ပေးမယ်လုပ်ပေးမယ်ဆိုတော့အခုတို့ဒီကရှားနေတဲ့ခါကျတော့ဒီကိုချဖို့အတွက်ကိုလည်းကျွန်တော်လိုက်စီစဉ်ပါမယ်နော်ဟုတ်ဟုတ်တုတ်ကတော့တုတ်ကလည်းနည်းနည်းအခုလည်းစုံစမ်းကြည့်ပေါ့ဝယ်နေကြနေရပါတကယ်တော့ကျွန်တော်တို့ကအခုတို့လက်နဲ့ကိုတို့ပါကိုတို့စိတ်ကြိုက်ကိုတို့အိမ်ကိုပြန်တီဆောက်တာမျိုးဖြစ်စေချင်တာထိုနည်းလကောင်းပဲအကိုတို့ပါကိုတို့ကိုတို့ဘဝကိုတို့ပြန်ရည်တည်ကြတယ်ကျွန်တော်တို့ကလည်းဟို တတ်နိုင်တယ်လို့လေးဝိုင်းဝန်းပတ်မှုတဲ့သဘောလောက်ပါပဲအခုတခုကျွန်တော်အကူညမ်းမှာအခုကျွန်တော်အစိမ့်ထက်ကူညီပြီးသွားပြီအကူလည်းဆောက်လို့ရပြီဆိုလို့ရှိရင်တော့နောက်ထပ်တဦးတယောက်ကနေပြီးတော့ဒီမှာအိမ်ဆောက်ဖို့အတွက်အခုလိုအိမ်လုံးလိုက်လာပြီးလှူတာမျိုးတော့လက်မခံစေချင်ဘူးဘာကြောင့်လဲဆိုတော့အကူတို့လိုပဲတခြားရွာတွေမှာလိုအပ်နေတဲ့သူတွေရှိမယ်လေအဲ့လိုလူတွေအတွက်ကိုဟိုလှူဒန်းပေးဖို့အတွက်အကူတို့ကနေပြီးတော့အဲကျွန်တော်တို့ပြည်သူုံပြီး တခြားရွာအိမ်တွေကိုလှူလန်းပေးလိုက်ပါဆိုရဲအဲ့ဒါလေးတော့ဟိုမြစ်တာရက်ခံတဲ့သဘောမျိုးလေးနဲ့ကိုင်ကြီးပေးပါနော်တခြားကိုတော့စားဖို့ဟိုစီးပွားရေးတပတ်ဖို့လည်းယူလို့ရတယ်နော်ဒီအိမ်အတွက်ဆိုလို့ရှိရင်ကျွန်တော်အိမ်မရသေးဘူးဆိုရဲအလူဟိုအလူငွေမရသေးဘူးဆိုတာမျိုးလေးကိုတော့ဟိုမဟုတ်ဖက်နဲ့လေရပြီပြီတခြားလိုအပ်နေတဲ့နေရာလေးလှူပေးပါဆိုရဲအဲ့ဒါလေးကိုတော့ကျွန်တော်တို့ကိုင်ကြီးပေးနော်ဟုတ်မေးရကြတော့ခုနပြောတဲ့အမဆီရနေပြီးတော့ရထားတဲ့ မခန်နေဝယ်စီရဆယ်တန်းရှိမယ်နော်ခုနသုံးသိန်းသုံးသိန်းသုံးသိန်းရှောက်တောင်းတယ်သုံးသိန်းရှောက်တောင်းတစ်ခါဆိုတော့အလုံးပေါင်းစခွန်ရှိမယ်ငါတော့ငါတော့ရနေရောရှိအဲ့တော့သုံးလေသုံးလိုက်တော့ဒီပေါ်ဒီမှာဒီကြားထဲမှာအလောက်ကိုင်းအစင်မပြေတာနဲ့ဘာနဲ့ဆိုတော့တော့ပြတ်တော့ပါပေါ့ဆိုတော့ခုနပြောတဲ့ရှိတဲ့ရှိတဲ့လက်ဝက်လက်စားလေးလည်းထုတ်ခွဲဦးမှာပြောတယ်နော်ထုတ်ခွဲဦးမှာဆိုတော့အဲခုနဘာညာနဲ့ဆိုတော့မိကြီးကတော့30လောက်ဆိုမိအစင်ပြေလာနော်

မဟုတ်ကျွန်တော်မေးတာဒီလိုတင်းနဲ့ပတ်သက်ပြီးတော့ဒီမှာအခုကျွန်တော်ထောက်လန်းနေတယ်ကျွန်တော်တို့မိတ်ဆွေတွေရှိတယ်တို့ကတော့တတန်ဟိုမိတို့ယူရဲဈေးတော့တက်တာတယ်တက်တာတယ်အဲ့တော့ဝယ်ရမှာပဲဒါပေမဲ့သူကကျတော့ရှိတာကပဲပဲလဲဆိုတော့ဟိုဟာမိုင်းတောက်ဘက်မှာဖြစ်နေတာဟိုဘက်ကကန်ဒီဘက်ကဖြစ်နေတဲ့အခါကျတော့ဒီမှာအဆင်ပြေတယ်ဆိုလို့ရှိရင်လည်းဝယ်လိုက်လေဟုတ်ဘူးအဲ့လိုတင်ပြတော့မိတောက်ဖက်ရလေအဆင်ပြေရရှင်ဟိုဟာတိတ်လုံးလေးပဲလေတိုင်လုံးနဲ့တိတ်လုံးလေးပဲဟုတ်ကဲ့အဲ့ဒါမှဝယ်မှာတော့ဟိုအပေါ်ဒီလိုလျှောက်ပါတီတန်းနေဒီလိုမျိုးဟာဒီကကျတော့အဲ့လိုမှပဲဝယ်လို့ရတယ် ဟုတ်တယ်ဒီတို့သက်ဆက်မှာသက်ဆက်မှာအကုန်ရှိတယ်မေလိုလိုချင်တဲ့အိတ်တိတ်အိစာအကုန်လုံးတို့ဆိုင်မှာရှူလို့ရတယ်ဟုတ်ကဲ့ရှင်တို့ရရခုနမေပြောတဲ့16သိန်းသိန်း20လုံးမကြောက်ဘူးအဲ့ဒါဈေးသက်တာတယ်ဆိုတော့အဲ့ဒါလေကျွန်တော်စီစဉ်ပေးခဲ့မယ်ဟုတ်ကဲ့ရှင်နော်လိုအပ်တဲ့ဝါးပါညာလေခုနကျွန်တော်ဆယ်မနဲ့တိုင်ပင်ပြီးတော့ဟိုပင်လောင်ဘက်ကနေပြီးတော့ကားနဲ့လာချဖို့ရှိတယ်အဲ့ဒီဟာလေကျွန်တော်လုပ်ပေးမယ်နော်ဆိုတော့မေဒီကြားထဲမှာ ိုးရှိတဲ့ဟာလေးနဲ့စတာဟုတ်ကဲ့ဆရာနောက်ထပ်ပြီးတော့လိုပြီးဆိုတာနဲ့ဆံမစီမံငွေတော့ထုတ်လို့ရတယ်ဟုတ်ကဲ့ဆရာကျွန်တော်အထားပေးမယ်ဟုတ်ဟုတ်ဆိုတော့မေရိုလက်ထဲကိုငွေတော့ထည့်ခဲ့လိုက်ခြင်းနဲ့တို့ပေမဲ့မေရိုလည်းဟိုဒီငွေထင်းရတာတလုံးဖြစ်နေမှာဆိုတဲ့အခါကျတော့ဆံမရဲ့ဝင်ထဲမှာကျွန်တော်လိုပြီးဆိုတာနဲ့လွှဲပေးမယ်ရတယ်ဒီနေ့ဝယ်မယ်ဆိုဒီနေ့သွားယူလိုက်နေ့နေ့လေးပဲနော်ဟုတ်ပြီအခုကဒီကောင်ကပြောအဓိကဝါးဝါးလိုတာပေါ့ဟုတ်ဝါးလေးလိုဝါးအခင်းလိုတာအခင်းလေးလိုတယ်ဗျအခင်းလေးလိုတယ် အကာရှိလားအကာတော့ခြေခဲ့ဗျအမိုးကအကာခြေပဲနှစ်ဖက်တားလာတော့မခြေဗျနှစ်ဖက်မရှိဘူးနော်နှစ်ဖက်တားလာတော့ပြည့်စည်နှစ်ဖက်တော့ပြည့်စည်အကာနှစ်ဖက်ပြည့်စည်ရအမိုးတော့ရှိလားမရှိဘူးလားတော့ခြေတဲ့တော့ဝဲတော့နှင်းနှီးတော့ပြဲတာဗျတဝက်လောက်နည်းနည်းပြဲတာဟုတ်36လောက်ဆိုတော့ဝိုင်းပြန်ဆောက်ကျွန်တော်အရင်တော့တွက်တာဝိုင်းရ35သိန်းလောက်တော့ကောင်းရင်ရပြောတယ်ဟုတ်35သိန်းဆိုတော့ထားပါတော့အခုစီမှာ35သိန်း35သိန်းတော့မရှိတော့ဟို3တိ3တဲ့ကိုဟုတ် ကျွန်တော်မိမကလေးသိရင်တဲတာတချို့လေးကုန်ကားပြအဲ့လိုမရှိဘူးဟုတ်ကဲ့တော့30သိန်းလောက်တော့ကျန်အောင်ပါပေါ့ကျွန်တော်အဲ့လိုတော့ရှိအောင်ပါနေကနော်ရှိအဲ့ဒါဆိုလို့ရှိရင်ရောအကိုစပြီးတော့စောက်တော့မလားစောက်ဖို့စိတ်ကူးလားဘယ်လိုလုပ်ချင်လဲဟုတ်စောက်ဖို့လားစိတ်ကူးချင်